။အရွက်မှာအယောက်ကာလ7မီလီလီတာတဲ့အတွက်ဖိုတိုရှော့ထဲမှာအယောက်ကာလ7မီလီပြပြပေးမယ်။အဲ့တော့ဒီမှာဆိုရင်ဆောင်းရွက်အလွတ်တွေရှုပ်ပြီးသွားရင်ဒီဆောင်းရွက်ထဲမှာဒီမှာ background ကရှိနေတယ်။အဲ့တော့အဲ့ background ကအရင်ဆုံးတော့အတိလိုက်ဒီ house မှာ new layer မှာနေလိုက်နော်။ဝိဒယာမှာနေပြီးအရင်ဆုံးဒီထိတ်ဆုံးမှာရှိတဲ့ rectangle မှာ view တွေ့တယ်ကိုဆက်ချင်တဲ့စာရွက်အပြည့်ဆက်မယ်ဆိုရင်ပြည့်ကိုတို့ဆက်လက်မှာလိုက်နော် တက်မှတ်ပြီး keyboard က D ကိုနှိပ်လိုက်ရတယ်။ဒါမှမဟုတ်ရင်လေ gradient 2ကိုနှိပ်လိုက်လည်းရတယ်နော်။ဒီမှာဒါလေးက gradient 2 gradient 2ရွေးပြီးတော့အရင်ထိတ်ဆုံး option ရှိတယ်။ဒီမှာကိုဆက်ကျင်တဲ့အရာကဒီမှာမိခုရောင်ဆက်မယ်ဆို foreground to transparent မှာနှစ်ချက်နှိပ်လိုက်တဲ့ချက်နှိပ်လိုက်လည်းရတယ်။အဲ့မှာကိုဆက်ကျင်တဲ့အရာက linear line ဆိုထိတ်ဆုံးတာလေးရွေးပြရမယ်။ linear gradient အလေးအနက်ဖြတ်ထွက်တာဆိုရင် ဒီလိုမျိုး radical gradient ယူရမယ်အခုတော့စ linear gradient ယူထားတယ်ပြီးရင်အရာကိုကြတော့ဒီလိုချင်တဲ့ပြရားဘလဲမှာနှစ်ချက်နေပြီးရင်ထိတ်ဆုံးအတုံးလေးကိုနေမယ်ကိုပြောင်းစင်တဲ့ကာလကိုဒီမှာပြောင်းလိုက်မယ်ဒါဆိုရင်ဒီအပြားလေးဖြော်လေးတစ်ခုယူလိုက်မယ်နော်ပြီးရင်ဒီနောက်ဆုံးမှာလေး okay နဲ့ထွက်လာနောက်ဒီနောက်ဆုံးလေးမှာလေး clinic နဲ့ clinic နဲ့ပြီးရင်သူလည်းအရာယူမှာဖြစ်တဲ့အတွက်ကာလထပ် ေဒီအရှောင်းတရားရွှေတိုင်းနဲ့ဒီအုတ်ကင်းနဲ့ထွက်မယ်ပြီးတော့ဒီတုံးလေးရနေဒီလိုမျိုးလေးရွှေလို့ရတယ်နော်အဲတကယ်လို့ကွာတရားကိုမကြိုက်လို့ဒီမှာဒါလေးဆိုဒီနေ့နဲ့ရွှေရပါဒီရောင်မတိုင်းလို့ရှေ့ဆုံးအရာဒီရောင်လေးယူမယ်ဆိုရင်ဒီလိုပဲဒီရောင်လေးကိုရွှေပြီးပြောင်းပြရတယ်ဆိုစွာဒီရောင်လေးကိုရွှေခဲ့တဲ့အတွက်အရာကဒီပုံစံလေးရတယ်အဲ့တော့ဒီနေရာလေးမှာအရာတစ်ခုထည့်ကြည့်လိုက်မယ် ကာလာကျွန်တော်ကာလာတို့ဒီဘက်ကပုံစံတားလေးရေးရတယ်နော်ဒီ booking နဲ့ထွက်ပြီးဒီပုံပါတင်ပြီးကိုလိုချင်တဲ့အတိုင်းဘွားနေအောင်ကိုဆွဲချလိုက်တယ်လို့အဘွားအဖြူလိုချင်တဲ့ဆိုရင်ဒီအောက်ကနေပုံကိုဒီလိုလေးဆွဲလိုက်မကြိုက်ဘူးအကြိုက် edit တွေအား undo ပြောင်းမယ်နောက်ထပ် edit တွေအား undo ပြောင်းမယ်ပြီးအပေါ်ကနေအောက်ကိုဆွဲမှာ ဟိုအပေါ်မှာဖြူလို့ရင်းနေဆိုတော့အောက်ကနေအပေါ်ဆိုရင်တော့အတိတ်တွေအတူအခုပထမတစ်ခုဆွဲပြမယ်နော်အပေါ်ကနေအပေါ်ကနေအောက်ဆိုအပေါ်မှာရင်းနေဖောက်ပါလို့လေဒါကြောင့်ရင်အတိတ်တွေအတူနဲ့သွားမယ်အပေါ်မှာအမျိုးလိုရင်းနေဆိုရင်အပေါ်ကနေဆွဲဘူးအောက်ကနေပုံပြဆွဲဒါဆိုဒီဘက်မှာနေရာသွားရင်ပေါ့အဲ့တော့အဲ့နေရာမှာအဖြူများများလိုချင်နေဆိုရင်အတိတ်တွေအတူနဲ့သွားပြီးတော့ဒီစာရွက်အပြင်ဘက်လောက်ကနေထွက်လာနိုင်ရအောင်နော်ဒီမှာစာရွက်အပြင်မှာ plus ပုံလေးဖြစ်တယ်ဖြစ်ပြီးတော့ ုံဆုံးတူဆွဲလိုက်။ဒါဆိုဒီမှာအဖြူများတယ်ပေါ့လေ။တကယ်လို့အဲ့ဒီမှာမကကနောက်တစ်ထပ်ပြီးတော့ကြာရောပြင်ချင်သေးတယ်၊ပြုချင်သေးတယ်ဆိုရင်တော့ထပ်ပြီးတော့အရာဖြတ်ချရမယ်။ဒီ gradient ရဲ့ဒါမှမဟုတ်လေပြီးတော့ကိုကြိုက်တယ်။နောက်ထပ်အစင်းပေါ်ဆန်းလို့ကျင်းတယ်ပေါ့။ဒါဆိုဒီအစင်းကိုနေတာ။ဒီဘက်နှိပ်ပြီးသွားရင်ဒီအစင်းလေးရဲ့ဒီမှာကလာဒီမှာဆက်ပြီးသားမျိုးဒီ network ရင်အလောအတိယူပါမယ်။ညဘအစမျိုးလေးရဒီကိုလိုချင်တဲ့ပုံစံတိုင်းဆိုရင်ဒီအပေါ်ကနေဒါဆိုရင်အခုအလောလေးရတူဖြစ်နေပေါ့နော်။လေးရတူဖြစ်နေပြီဆိုရင်ဒီအပေါ်ကနေအောက်ကိုတူဆွေးချကြည့်။ဒီလိုပုံစံရမယ်။ဒါအစင်းလိုက်ပါလေမကြိုက်ဘူးမကြိုက် edit ရအတူတူပေါ်လာတယ်။ဒီနားလေးမှာရှိရဲ linear မဟုတ်ဘူးနောက်တစ်ခု critical creation ကိုရွှေ့ပြီးတော့အောက်ကနေဒီမှာ plus sponsor လေးရနေအပေါ်တက်လာတယ်။ဒါဆိုသူအစင်းလေးရမယ်။မကြိုက်ဘူးမကြိုက်ရင် editor က add to ပြန်သွား။ဒီကအလေးလေးရနေသွားတယ်။အလေးလေးရနေပေါ်လေးဆွဲကြည့်။ဒါဆိုဒီမှာ align သေးသေးလေးရတယ်။မကြိုက်ရင် control ဆက်ပြန်သွားမယ်။ဒီနောက်ကနေပေါ်လေးဆွဲကြည့်မယ်။အဲဒါဆိုရင်တော့သူ align သေးတယ်ပေါ့နော်။ အဲ့မဲ့ဆိုင် control set အဲ့လိုမျိုးကိုလိုချင်တဲ့အတိုင်းပါလို့ရတယ်။ဒီမှာရှေ့လေးလိုချင်နေဆိုရင်ဒီအလေးက reflect gradient ကိုသုံးလို့ရတယ်။ reflector တို့ဒီဇိုင်းပုံစံလေးရရတယ်နော်။အဲ့တော့ control set မှမဟုတ် editor add ဝင်သွားပြီ။နောက်ဆုံးတစ်ခု reflect ပုံစံနဲ့သူက diamond gradient ဆိုပြီး center က diamond ပုံစံလေးရအောင်ပေါ့နော်။ဒါ diamond ပုံစံရအောင်ဆိုရင်တော့ဒီဇာတ်လေးကို move to region ပြီးတော့ဒီမှာရှေ့လေးရ ရောက်ဆက်တဲ့အခါမှာဗီတာလီယာ2ကိုယူထားတယ်။နောက်ထပ်အလွာတလွာထပ်ယူလိုက်လို့ရတယ်။အဲ့အလွာမှာပဲဆိုစွာရွေးခဲ့တယ်။ gradient 2g ကိုနှိပ်ပြီးသွားရင်ဒီ text မှာ download room မှာနေမယ်။ဆိုစွာလိုပဲဒီရောက်ရေးသွားလိုက်ကြည့်မယ်။ဗီတာလီယာ spectral ဒါကြောင့် transparent rainbow transparent rainbow ကိုရွေးလိုက်မယ်နော်။ပြီးဒီဘက်ကဘာလို့ရွေးမလဲဆိုရင် material gradient ကိုရွေးမယ်။ ီဒီအောက်ကနေပြီးတော့ဖြစ်ဖြစ်ချင်းပုံလေးကိုဆွဲမယ်ပုံလေးရောက်မှာလွန်လာဒါဆိုတော့အပြည့်နေပါရတော့မချိုက်ဘူး control set ပုံကနေအောက်ကိုဆွဲချခြင်းပဲဒီလိုပုံစံလေးလိုရတယ်ပုံတော့ control set တော့ပုံကနေဒီလိုပုံစံလေးတောင်းရရတယ်ဒါအပေါ်ကနေအောက်ကိုဆွဲချအောက်ကနေပုံတက်မယ်ဆိုရင်တော့ဒါတော့ပဲရတယ် control set ောက်တဲ့ဒီလိုနေရာလေးကနေပြီးပြီးပုံတက်ကြည့်တက်ဝတ်ပေးရလေ control z နောက်ထပ်ပြင်နေမိသားလေးတော့ဒီလိုပြီးပြီးပုံလေးစောင့်ကြည့်တယ်အဲ့တော့မှဒီလွားလေးကို control တင်နေလိုက်ပြီးတော့ဒီလိုဒီမှာနေလိုက်နေရတယ်ဒီလိုကားလေးပုံစံလေးလေးဒီ side လေးပြင်ပြီးရတယ်ဒီမှာ down လေးပြင်ပြီးဒီ take လောက် Lazy, a body tailor. Being a now, Do we allow you move to need what I'll Control set. Allow you to take home and show you about. Lia three. Lia three is the Lamata Mada, the three, and Lia three. တော့ဒါလေးဒီကိုလိုချင်တဲ့ပုံစံလေးပြောင်းထားလို့ရတယ်ပေါ့နော်ဒါလေးဆိုရင်လည်းဒီအရာဝန်လူရတဲ့ပြင်ပြီးလို့ရတယ်အခါလိုအလွန်ဆက်တာနော်အဲဒီပုံစံကိုမကြိုက်ဘူးဒါဒီအောင်ပါရှိနေလို့ထည့်ကျင်ဆိုရင် control ကြည့်ပေးလိုက်ပြီးတော့အချိန်မှ control တီးကောင်းလို့ရတယ်နော်အဲ့ဒီတို့အပြည့်လေးမျိုးတကယ်ပုံစံလေးထည့်ပြီးရတယ်။အဓိကအရော gradient 2သုံးပြီးတော့ဆက်တာ ီယာဝေထလို့ခြင်းနဲ့ဒါဆိုရင်တော့ဒီဗတ္တမူလမာကုချုချွေပြီးတော့ဒါလေးကိုဒီလိုဆက်လိုက်တာလေးအောင်ဘာဒီနားလေးကြည့်မယ်လို့ကျင်တာဟမ်ဆက်မှတ်ပြီးတော့ control order drop ထပ်ပြလိုက်ရတယ်ဒါအရောက်ထပ်လို့ရှင်နော်အဲ့လိုမှမဟုတ်ရင်လည်းနောက်ထပ်ဘာပြန်လို့ရအစဒီအပေါ်ကလူရင်းနေရာထပ်ပြ And a moment, the control maybe what your body is just reliable. I mean, this will be like that. So, I know I said, I mean, I am a salim, I am a lion, 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 I am